တရားထိုင်မှအပေတကားပိတ်တယ်ဆိုကြတော့အပေတကားပိတ်ခြင်းလွဲပါတယ်၅ပါးသီလလုံနဲ့အပေတကားပိတ်ပါတယ်ချောင်းကနေတော့ညီသွားလိမ့်ဦးမယ်နော်၅ပါးသီလသာလုံအောင်ခိအပေတကား၅ပါးသီလလုံနေဆိုရင်အပေမကြအောင်အပေမကြနိုင်ဘူးအဲ့ဒါကြောင့်၅ပါးသီလအပေကြတယ်ဆိုတာအာဟုတုကြောင့်ကြတာလေအာဟုတုမှလည်းအပေကြလောက်တဲ့အာဟုတုတွေလုံမှအပေဆိုတာကြရသော်ဗျာကပုံသေးကြီးဘယ်တော့မှမဟုတ်ဘူးဖောတာတာရှိတယ် အနန္တရိယပိစန္တရိယကမ္မ၅ပါးကျွလို့ရင်တော့တေချာပေါ့ပဲဟောအမေတတ်တယ်ဖေတတ်တယ်ယဟနာဟုတ်တတ်တယ်မြတ်စွာဘုရားသွေးစင်းတည်အောင်ပြမားတယ်တန်ခါသိမ့်ခွဲတယ်ဆိုရင်တော့ဒါတေချာပေါ့ကျန်တဲ့ဟာတွေကတော့တေချာပေါ့လို့မပြောဘူးနော်ဒီကြပါဦးမြေကြီးနဲ့ပဲကွာကိုရှိတယ်။အဲဒါတော့ဒီမှာ condition တွေရှိတယ် ်ဆွေးနေရတယ်။အဲ့ဒါကြောင့်မို့လို့မောင်းတာလို့တဲ့ပြမှုတွေကိုကျိုးလွန်လာတယ်။ဒီပြမှုတွေကိုဆောင်းတုံးနေဆိုတာကြာလာ။လူတိုင်းအဲ့ဒီပြမှုကျိုးလွန်နိုင်ကြာလာ။ပတ်စံရှိတဲ့လူကြမကြဘူးလေ။ဘာလို့လဲဆိုတော့သူပိုက်ဆံကသူက condition ခေါ်တာသစ်။နော်။လူကြီးနဲ့သိရင်လည်းမကြဘူး။တရားသူကြီးနဲ့သိရင်လည်းမကြဘူး။ဘာမှမကြတာ။အဲ့ဒါကောင်းတဲ့ condition တွေရှိတယ်လေသူမှာ။အဲ့လိုဆိုလိုတာ အပေရလည်းအဲ့လိုပဲမကောင်းတာလုံးမိပြီမင်းတို့ကိုကျင်တရားတွေရှိတယ်ဒါနတွေလုပ်တယ်ကမ္ဘာထန်းတွေထိုင်နေဆိုရင်အဲ့ဒါတွေကကဲမှာပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်ခြေနေကောင်းနေလုပ်ထိုင်မကြပါဘူးလို့အပေတကားလုံးဝပိတ်တယ်ဆိုတာကြတော့သူကသောတပန်ဖြစ်သွားမှအပေနဲ့လုံးဝအိုးစားကွဲတယ်ဒါပေမဲ့သောတပန်မဖြစ်ဘဲနဲ့အပေကလွတ်တယ်ဆိုတာမရှိဘူးလားဆိုရှိသောတပန်မဖြစ်လဲအပေကနေလွတ်သွားတာ၄ရှိမလွတ်ဘူးဆိုတာ possible မဟုတ်တာလုပ်ရင်တော့လေလွတ်ချင်မှလုပ်မှာပေါ့ဥပမာမဲ့အပဒံထဲမှာပါတဲ့ပန်းလေးတပွင့်လှူတာနဲ့60တဲ့တော့အပယ်မလားဘူးတဲ့ကြံတဲ့ကုသိုလ်ကျွင်းကြံလေးနဲ့ယဟန္တာဖြစ်သွားလဲအဲ့ဒီလိုဇလန်းနေတောင်ရှိသေးတယ်လေသူ့ဖို့မှာဒါအပယ်တကားပိတ်သွားမြတ်စွာဘုရားကိုယ်တိုင်ကသာဥပါဒိတေတတုတ်ဆိုတာဟောတာရှိတယ်ဖေးဥပဒံရှိနေပြီမဲ့လို့အပယ်မကြနိုင်တဲ့ပုံကိုယ်လေးဆိုပြီးဟောတာရှိတယ်အဲ့တော့လူတိုင်းပဲကြမယ်လို့တော့ မအောင်မေ့လေးနဲ့ပေါ့နော်ကောင်းတဲ့အခြေအနေတွေဖြစ်အောင်လုပ်ထားဖို့တော့လိုတယ်ပေါ့